တော်လိုင်းရေးလူငယ်တွေကမတူညီတဲ့နေရာကနေပြီးတော့လာခဲ့ကြတာဖြစ်ပါတယ်ဒီလိုပဲကိုယ့်ရဲ့မိသားစုတွေကိုယ့်ရဲ့ဘဝတွေကိုစွန့်လွတ်ပြီးတော့အရာအလုံးကိုမင်းအောင်နိုင်ကိုတော်လိုင်းဘူရေးအတွက် AMDF ဖွဲ့ကိုရောက်ရှိလာတာဖြစ်ပြီးတော့စီးရေးလေ့ကျင့်မှုနဲ့စစ်တင်တဲ့တက်မှုတွေဒါပေါင်းများစွာလုပ်ပြီးတဲ့အချိန်မှာတော့ဆင်းဘွဲဖြစ်ပြီးတော့မင်းအောင်နိုင်ကိုရှေ့ထဲမှာတက်ပြီးကြည့်ရမယ်အနေထားဖြစ်တဲ့အတွက်လူမျိုးခန်းစားချက်တွေနဲ့ပျော်နေရဆိုတာဒီပြောင်းလေးအောင်ဖြစ်ပါတယ်။ပရောင်အုံးဆုံးတွေ့ရမယ့်အရာလေးကတော့သင်တန်းစင်းပွဲမှာဒုံဝါကိုစမတ်ကြကြနဲ့စစ်ရေးပြပြီးတဲ့အချိန်မှာဒုံဝါကိုလွတ်လွတ်လပ်လပ်နဲ့ဘဝမှာ အောင်မြင်မှုတစ်ခုကိုရယူဖို့အတွက်ခြေလမ်းပထမဆုံးခြေလမ်းကိုဆက်လိုက်တဲ့ပုံစံမျိုးနဲ့ပျော်ရွှင်နေတာကိုတွေ့ရတာလဲကျွန်တော်တို့ပြည်သူတွေအတွက်လုံးဝကိုအပေးပြီးတော့မူတည်ရမယ်အနေအထားတစ်ခုပါပဲအခုတွေ့ရမယ့်ဗီဒီယိုလေးထဲမှာလာကျွန်တော်တို့ကိုယ်တိုင်ရောက်ရှိခဲ့မယ်ဆိုရင်ရောဘယ်လိုမျိုးခံစားမလဲဆိုတာကိုတော့အားလုံးပဲခံစားရင်းနဲ့ပဲဗီဒီယိုလေးကိုဆက်လိုက်ပါတယ် it when you should be getting after it. I got facts over facts over tracks, this and that, spitting smoke, sarcastic. I'm okay and last, but I don't know if that can erase all the past and the pettiness. A reflection of the emptiness. Hilarious. You think you're worth my time? You're delirious. Mysterious. Because you are behind a fake exterior. Inferior. You know I'll always be a bit superior. Get off of me. This ain't no humble brag. I want you to hear words. You can say them back. I want you to feel free from the chains at last. And to believe in what you got. It was built to last. Yeah. Now that I've been put through hell, I never got anyone's help myself. I don't ever slow up. No, I don't. no I'm not giving in I will make it to the top, taking off in the wind I gotta make it, I'm saving every day to taste it I'm patient, but my mind, can hardly take it I'm chasing a dream that I've had for several ages A vacant modern kingdom for the taking Now that I've been put through hell I never got anyone's help I had to do it all myself I don't ever slow up, no I don't take shit I got no love for the fakeness If you wanna play tough and wanna hate this I'll always show up and make a statement I don't ever slow up, no I don't take shit I got no love for the fakeness If you wanna play tough and wanna hate this I'll always show up and make a statement I don't ever slow up, no I don't take shit I got no love for the fakeness If you wanna play tough and wanna hate this I'll always show up တကူတော့ရှိတယ်အေးကပြောရင်ပြောတဲ့တိုင်းလုပ်တယ်တကူတဲ့မင်းရေဒီတက်ကြိတ်ပြလိုက်မယ်ဆိုတာပြောခဲ့တာဟင်းနော်ပြီးလို့ကြီးတော့ထောက်ပံ့မှုကောင်းလို့ရှိရင်နေပြည်တော်ဒီပါတက်သိမ်းပြလိုက်မယ်လို့ပြောခဲ့တာနော်ခမားတို့မို့လို့ခမားတို့မို့လို့ဒီလိုမျိုးပြောတဲ့စကားတွေကိုခံတာခမားကျွန်တော်နိုင်ငံအစိုးရဘယ်လိုပဲဆိုရလဲ ဒေါ်လာမျိုးတွေအားလုံးပဲမင်္ဂလာပါလို့နှုတ်ခွန်းဆက်သရင်းနဲ့ Project Revolution Channel လေးရပြလိုက်ပါတယ်။ဗီဒီယိုလေးတွေကို reaction မလုပ်သွားပြီးခင်မှာတော့ယနေ့ဇန်နဝါရီလ23ရက်နေ့ကြာသာပတိနေ့ရဲ့မန္တလေးတိနောက်ဆုံးရရှိတဲ့သတင်းချို့ပေါ်ပြပြီးတော့ဖြစ်ပါတယ်။ထောင်စုံနေနဲ့ကတော့စစ်ကောင်စီကတရက်တာတွင်စစ်ကွေးတည်ဆုံးမှုစီးရင်မှာတော့ပဲခူးတိုင်းနယ်တလင်းမျိုးတွေမှာ73ကောင်ပဲခူးတိုင်းတာယာဝတီမျိုးတွေမှာ2ကောင်အင်းမီနဲ့ဟာခါမျိုးတွေမှာ၄ဦးလင်းဝင်ရောက်ပြီးတရင်သာရီတိုင်းပုတ်ပြင်းမျိုးမှာ၃ဦးလင်းဝင်ရောက်ခဲ့တာ ENB လိုက်ကော်မျိုးတွေမှာလည်း၃ဦးလင်းဝင်ရောက်ခဲ့ကြောင်းသိရှိရပါတယ်။နောက်ထပ်သတင်းတွေမှာတော့ ကမ်ဘလူးမြို့ပေါ်ရက်ကွက်များနဲ့ကြေးရွာများမှာလူငယ်များကိုစစ်မှုထမ်းခိုင်းရန်နေရောညပါစစ်တပ်နှင့်တင်ကန်းဝေဝါသဝကအတင်းအဓမ္မဖမ်းဆီးနေရအောင်သိရှိရပါတယ်။အားတော့သခိုင်းနဲ့ကမ်ဘလူးမြို့နယ်ကမြို့ပေါ်ရက်ကွက်တွေမှာဖြစ်ပေါ်နေတဲ့အနေအထားဖြစ်ပါတယ်။ကမ်ဘလူးမြို့နယ်မြို့ပေါ်အမှတ်2ရက်ကွက်ရှိဒီလက်ကုံတစ်ခုမှာဒီလက်ထိုးနေတဲ့လူငယ်9ဦးကိုစစ်တပ်လက်အောက်ခံအမှတ်2ရက်ကွက်အုပ်ချုပ်ရေးမှုမိုးကြော်နယ်အဖွဲ့ကအတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြပါတယ်။လူငယ်9ဦးကိုစစ်ကောင်စီရဲ့633 6တပ်ကတင်းစင် ေချောင်းနဲ့ပို့တာလို့သိရပါတယ်အချို့ငွေတက်နိုင်တဲ့သူတွေကတော့ရွေးခိုင်းတာရှိတယ်ငွေမတက်နိုင်တဲ့လူတွေကိုတော့ပို့လိုက်ပါတယ်ဒါဒီအလုံးကိုတော့စစ်တပ်နဲ့ဝါသဝဥဆောင်တဲ့အဖွဲ့ကနေပြီးတော့လှုပ်ဆောင်နေရဖြစ်ကြောင်းသိရှိရပါတယ်ကဲဝါသဝဆိုတာလည်းကမ်ဘလူးမှာတော်တော်လေးကိုမှ NDA များတဲ့သင်ကန်းဝေအောင်ဆောင်ပြူစော်တီကောင်းတော်တယောက်ဖြစ်ပါတယ်ဒေါက်တာတရင်တို့မှာတော့ရုပ်တံထုတ်လွှင့်ရမှာ AI ခင့်နဲ့ညီလိုက်ပါဆောင်ရွက်နိုင်ရေးအမြဲတမ်းလေးလာဆောင်ရွက်ဖို့လိုတယ်လို့တရှုံမင်းအောင်လိုင်းကနေပြီးတော့ပြောကြားခဲ့ပါတယ် ရုပ်သံထုတ်လွှင့်မှုစုံငန်းတွေမှာဆောင်ရွက်ရမှာအခြားပြည်တွင်းပြည်ပသတင်းဌာနတွေနဲ့ထုတ်လွှင့်နေတာကိုကြည့်ရှုလေ့လာပြီးအားအနေချက်အားသာချက်တွေကိုသင်ခန်းစာပေါ်ထုတ်ပြီးမိမိတို့ရုပ်သံထုတ်လွှင့်မှုတိုးတက်စေရေးဆောင်ရွက်ဖို့လိုတယ်လို့မင်းအောင်လိုင်ကပြောခဲ့တာဖြစ်ပါတယ်။အဲဘယ်လိုမျိုး channel မျိုးပဲတက်လာတက်လာအားလုံးကတော့ဝိုင်းပြီးတော့ပြန်ပြီးထူချမှာသိကြပါပဲ။နောက်ထပ်သတင်းမှာတော့သခိုင်းတိုင်းစားလင်းကြီးမျိုးပေါ်ရှိဂျမ်ဘတ်စစ်တဲအထိုင်ချတဆွဲထားတဲ့ရဲစခန်းနဲ့ပေုံယုံတို့ကိုနှစ်ရက်ဇက်တိုက်ဒရုန်းဖြင့်ပုံကျဲတက်ခဲ့ကြကြောင်းရှင်းတွင်ဒိုင်းနမိုက်ပြည်သူကာကွယ်ရေးအဖွဲ့ကနေပြီးတော့ ခေါင်းဆောင်ကိုပိုက်ကနေပြီးတော့ပြောကြားထားတာ သိရှိရပါတယ်။ဒါတင်မှာတော့စကိုင်းတိုင်းစကိုင်းမြို့တက်မှ၃၃မှထွက်လာတော့စစ်ရင်တန်းကိုနီးကျက်ပစ်ခိုက်တိုက်ခိုက်ရမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများတိုက်ခိုက်မှုရှိကြောင်းဒေနကာ EPD Defense Force မှတာဝန်ရှိသူတွေကပြောကြားထားတာသိရှိရပါတယ်။ဒီမှာတော့မကွေးတိုင်းရောဒေသရှိချင်းလင်းမြို့ကိုထိန်းချုပ်နိုင်ရေးကြိုးပမ်းနေကြောင်းဒေသရင်းပြည်သူကာကွယ်ရေးတပ်မတော် PDF တရင်များနဲ့ဖွဲ့စည်းထားတဲ့ရောဗျူဟာအမှတ်၈၁ဗျူဟာတာဝန်ရှိသူကိုပကံကပြောကြားထားကြောင်းသိရှိရပါတယ်။ ော့တင်တို့မှာတော့ရေနံကြောင်းမကွေးလမ်းပိုင်းတနေရာမှာတော့ခရီးသွားရေမြောက်ကိုတားဆီး၍လမ်းပိုင်းစစ်ဆေးမှုများလှုပ်ဆောင်ဆောင်ရွက်ခဲ့ကြောင်းမကွေးတိုင်းပကဖလက်အောက်ခံမြေလက်လင်းပိုင်းစစ်ကြောင်းမှတာဝန်ရှိသူတွေကပြောကြားတာသိရှိရပါတယ်။တာလန်းနာကိုရောက်တာနဲ့စစ်ကြောင်းမှုကတခါတည်းစစ်ရအောင်လို့ပြောလို့မထင်မပဲစစ်လိုက်တာပါလို့မြေလက်လင်းပိုင်းစစ်ကြောင်းမှတာဝန်ရှိသူကပြောတာဖြစ်ပါတယ်။စစ်ဆေးမှုလုပ်သည့်နေရာနဲ့အနေငယ်သာဝေးသည့်ရေနံကြောင်းမြို့နယ်ဝေကုံကျွရသို့အင်အား60ကျော်ပါစစ်ကောင်စီတပ်ကြောင်းရောက်ရှိနေခြင်းမှာ တိုက်ဆိုင်စွာစစ်ဆေးခဲ့ကြောင်းဖြစ်ကြောင်း၎င်းကထပ်ပြောပါရယ်စစ်ဆေးလုံဆောင်ရမှာတော့ကြီးတဲ့တင်ဘတ်စကားအချို့ကြီးသွားရင်များနဲ့ဆိုင်ငယ်များကိုစစ်ဆေးခဲ့ရာပြည်သူများကကြီးပြီးသွားစစ်ဆေးကြံသည့်ပြင်ကောင်းမွန်သည့်တုံ့ပြန်မှုများလည်းရရှိခဲ့ကြောင်းပြောကြားခဲ့ပါရယ်အေးဒါကတော့တော်လိုင်းတက်ဖွဲ့တွေရဲ့အနာစကွင်းပြပြနေတဲ့နေသားတစ်ခုပါပဲပြည်သူတွေအနေနဲ့လည်းပူးပေါင်းပြီးရဆောင်ရပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ဖို့ကောင်းတဲ့အနေထားတစ်ခုပါပဲနောက်ထပ်သတင်းမှာတော့ဒီပင်းရင်မျိုးစစ်တပ်တဆွေရနေရာကိုဒေချောင်းမှာရိတ်ခါတော်များပြစ်ချခဲ့ပါတယ် အချခဲ့တဲ့မှာမှ68ထုတ်ချတာစိတ်ကောင်းစီဘက်ကလည်းထွက်မကောက်ရဲဘူးကိုဒီဘက်ကလည်းအသိရှိနေတာဒိခါတို့ချူရထားတယ်ကျန်တာကတော့သူတို့ချတဲ့နေရာမှာပဲလို့ဒေသခံတရင်းကြီးမိကပြောထားပါဗျ။ဒိခါများကိုစိတ်ကောင်းစီကဇန်နဝါရီလ22ရက်နေ့ညနေ2နာရီခွဲနဲ့3နာရီခန့်မှာဝိုင်တွဲလိန်ဖြင့်ဆက်နေချင်းချခဲ့ခြင်းဖြစ်ပါတယ်။ဒါကြောင့်လဲတော်လိုင်းကြီးတများကတွားရောက်ရယူဆောင်ခဲ့ကြောင်းသိရပါတယ်။အဲမင်းရောက်လိုင်းနေကတော့တော်လိုင်းကြီးတက်ရီကိုပါထောက်ဖို့လုပ်နေတဲ့ဖရဲကြီးကြီးစားကြီးဆိုတာတော့ပေါ်လင်းနေလို့လဲဘောမာတွေမြဲတမ်း အောင်ကျွမ်းနေရတာဖြစ်ပါတယ်။ဒါတဲ့တို့မှာတော့ရခိုင်ရုံးမဘော်ကရခိုင်မကွေးနယ်ကြားမှတ်တိုင်အလွန် area မှာ UR စခန်းကြီးတစ်ခုဖြစ်ထိုင်ရှားထားတဲ့အံမြင့်ကန် UR ကိုအရခိုင်ကျတော် A ကသိမ့်ပိုက်လိုက်ပြီးလို့ထုတ်ပြန်ခဲ့ပါတယ်။တို့မျိုးဆိုမြန်မာနိုင်ငံထဲမှာရှိရလေ။ဟွခဏတော့ခေါင်းဆောင်နေမဟုတ်လားခဏတော့ရင်သွာ။ဟမ်သွာကျွန်တော်ပြောတာမှန်တယ်မားတယ်ကိုပါကိုဆုံးဖြတ်။ဟွကျွန်တော်တို့အဲ့လိုအဖြစ်မခံနိုင်ဘူးကျွန်တော်တို့ပြန်ပြီးတော့မှအဲ့ဒီနေရာကိုကျွန်တော်တို့ကျွန်တော်တို့ကျွန်တော်ကိုယ်တိုင်ဥဆောင်ပြီးတော့တပုံထားကြွားပြီးတော့တိုက်ခါကြမှာ။ ခိုးလိုလိုဒီလိုလိုဥပဒေပါကြကျွန်တော်တို့ကြိုင်ကဲဘောဟင်းကတော့လာချိုမျိုးကိုသူ့ကိုယ်တိုင်ဥဆောင်ပြီးတော့တိုက်မယ်တဲ့သူ့အဖွဲ့တွေဖွဲ့ပြီးတော့သူ့မှလည်းပြောထားပါတယ်သူ့ရဲ့ပြင်းဦးတွေမှာသူ့မှာအင်အားတပေါင်းကျော်တော်ရှိရပါတော့အဲ့လိုဒါပြောထားတာအောင်မင်းကစိန်ခေါ်တော့မသွားရတဲ့ကောင်မအကောင်ကြီးကကြီးနေတာငပိုးကြီးပါပဲဒီကောင်ကတော့ဥပဒေတွေလာမပြောနဲ့နော်နော်ကြော်စိုးဦးကြတော့ဟိုလိုလိုဒီလိုလိုနဲ့ခေါ်စစ်ခေါ်လို့လာနော်ကျွန်တော်တို့ကဝိမင်းလေးနဲ့ပြောမယ်ဟို public area မှာဟိုတိုင်းသားညီကောင်မောင်နှမတွေနဲ့ဘာမှအမုန်းမပွားခြင်းလို့စကားကိုမမှန်ကန်ကန်ပြောပေးနေတာ အဲ့ဒါခဏတို့မယုံဆိုရင်ခဏတို့သွားအဘကတော်ကြီးဦးမရောက်နိုင်ရောအဘဒုတော်ကြီးဦးဆုံးမင်းရောလာချို့သွားပြကျွန်တော်သွားပြဒါအမှန်တရားလေဒါမြန်မာနိုင်ငံလေသွားကိုသွားရမှာနော်အဘကတော်ကြီးမှတ်ပုံနေဘာမြင်းဆောင်ကန်လဲကျွန်တော်လည်းမသိဘူးဒုတော်ကြီးဘာဦးဆုံးမင်းမှတ်ပုံနေဘာမြင်းဆောင်ကန်လဲကျွန်တော်မသိဘူးဒါမြန်မာနိုင်ငံကျွန်တော်တို့ပေးလို့မရဘူးလာချို့ဟုတ်လားအဲ့တော့ဘယ်မှာစီဝဲဝဲလောက်တာလဲကျွန်တော်တို့လည်းမသိရဘူးအခုလက်ရှိကောလာဟာလာတရင်အရာကအဲမင်းအောင်လိုက်မင်းအနေနဲ့ဘာလို့လို့မင်းဘောဟင်းလို့တရင်ပို့ရမယ်နော် ပြည်သူလူထုကိုပြန်ကြည့်ပြည်သူလူထုကစစ်ပေးဆောင်နေတယ်လေးနှစ်ရှိပြီစပစ်ကြရအခုဆိုဟိုဖေဝါရီတရနေ့ဆိုရင်ပြည့်တော်မှာနော်ရွေးကောက်ပွဲတွေလုပ်တော်မှာဥမာလာဂျိုးလိုနေရာမျိုးဒါရခိုင်စုတောင်းအေရဂျမ်ဘတ်အကုန်လုံးချုပ်မှာလားနော်ဒါနဲ့တကူတော့ရှိတယ်အေရပြောရင်ပြောတဲ့တိုင်းလုပ်တယ်ဟုတ်အေရပြောရင်ပြောတဲ့တိုင်းလုပ်တယ်ဆိုမင်းတို့အရင်တော့ပြောတော့အေရအချောက်ကြီးဆိုကိုကျော်ထွေးမြေနိုင်ကိုအချောက်ကြီးလို့ပြောခဲ့တဲ့ကောင်တွေအခုတော့တော်တော်လေးခံလိုက်ရပါ6လမ်းမ6လမ်းသိသွားပြီဒီကောင်တွေ ။တော့ထင်လဲဦးတယ်မင်းအခြေတီတက်ချိတ်ပြလိုက်မယ်ဆိုတာပြောခဲ့တာ။အေး။နော်ပြီးတော့ကြီးတော့ထောက်ပံ့မှုကောင်းလို့ရှိရင်နေပြီးတော့ဒီမှာတက်သိမ်းပြလိုက်မယ်လို့ပြောခဲ့တာ။နော်ခမားတို့မို့လို့ခမားတို့မို့လို့ဒီလိုမျိုးပြောတဲ့စကားတွေကိုခံတာခမားတို့လက်နက်ကင်ကြီးစောက်ပဲ့ကြီး။အာချက်တွေတုံးနေ။ဟုတ်လားစစ်တိုက်တာ။ဘာအတိုင်းသားနေမီတွေပါလဲကျွန်တော်တို့မသိတဲ့အရာတွေကျွန်တော်တို့လာမပြောနဲ့ကျွန်တော်တို့မသိချင်ဘူး။ကျွန်တော်တို့ကမြန်မာပြည်ကိုငြိမ်းချမ်းစေချင်တယ်။အေးချမ်းစွာနေထိုင်ချင်တဲ့ပြည်သူလူထုအခြေခံပြည်သူလူထုကိုဘလို့အုပ်ချုပ်ရမလဲဘလို့နေရမလဲဘလို့တိုင်းရမလဲဘလို့တောင်းရမလဲခမားမီးပွိုင်းတစ်ခုပဲကြီး။ နော်ဗျာပဒါဖြစ်တာပြည်သူလူထုကမီးပွိုင်းမရှိတော့ဘူးမန္တလေးမှာအခုကားမောင်းလာသွားကျင်တိုင်းသွားလာကျင်တိုင်းလာတာပြည်သူလူထုနဲ့ဗျာပြည်သူလူထုတွေလည်းခင်ဗျားတို့စဉ်းစားတာခင်ဗျားတို့အဲ့လိုဗျာပဒါဘဝကိုသွားမလားစီးရင်နဲ့ကမ်းနဲ့စီးတဲ့ဒီမိုကရေစီဆိုတာမပြောဘူးဟွန်းမင်းတို့ပါစက်ကလည်းဒီမိုကရေစီဆိုတဲ့အတောင်ထုတ်လို့လည်းမရဘူးမင်းတို့ကဒီမိုကရေစီကိုတရေကပိရိတ်ကိုကြောက်လို့ပဲပိရိတ်တောင်ကိုကြောက်တယ်လို့ကြောက်နေတဲ့ကောင်လေးဘာလို့လဲဆိုတော့ဒီမိုကရေစီမရှိတဲ့မင်းတို့ဘာရဲ့ဘဝမှာနေနေပြီးတော့မင်းတို့ကစစ်ကြုံဖနှတ်အောင်ပါမင်းတို့ကပျော်နေတဲ့ကောင်လေးလေအမီအုတ်ချုပ်မင်းလုပ်တဲ့လူရဲ့အောင်မှာနေမလားဆိုတော့ကိုယ့်ဘက်ကိုစဉ်းစား နော်အဲ့တော့လာချိုးမျိုးကိုပေးတယ်ဆိုရင်ခင်ဗျားတို့တမိုင်းတွင်ပါပဲကျုပ်တို့လက်မခံနိုင်ဘူးဘယ်တော့မှလက်မခံဘူးနော်ဒါချင်းချင်းလေးနဲ့ပြောထားတာနဲ့အသွင်ယူပြီးတော့နေမယ်လုံမယ်၆လပိုင်းလိုလိုနော်ခင်ဗျားတို့ကိုလိုကလန်နေခင်ဗျားတို့ဘဒူးမှလည်းတရေမှန်ပြန်ကြားရေးဆိုပြီးဘဒူးမှလည်းထွက်မရှင်းပြဘူးနော်ခင်ဗျားတို့ဘာကြောက်နေမှလဲကျွန်တော်တို့မသိဘူးကျွန်တော်တို့နိုင်ငံအစိုးရဘဒူးဘယ်အစိုးရလဲဟမ်အခုလက်ရှိနိုင်ငံတော်နတ်ဆက်ကမင်းအောင်နိုင်ငံသူ့အိမ်မှာရှိတဲ့မှန်တဲ့ကသူ့ပုံတော်သူပြန်ကြောက်နေတာသူ့လာလုတ်တယ်အောင်မိပြီးတော့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလား ဝါအုပ်ချုပ်တဲ့အစိုးရလားအန်ယူဂျီအုပ်ချုပ်တဲ့အစိုးရလားအကြမ်းဖက်နဲ့တိုင်တောင်းကျမ်းသူတပုံးတွေလုတ်ချင်တိုင်းလုတ်နေတဲ့နိုင်ငံသားဆိုတာကတော့တိုင်းပြည်အုပ်ချုပ်မင်းလုတ်တဲ့လူကတဲ့တဲ့မဲ့မဲ့ကိုပြောရမှာဒါအချင်းချင်းလေးပြောပြတာနော်ဒါအမှန်တရားပဂတိရှိတရားကိုပြောတာခါပြည်သူလူထုအများကြီးရှိတယ်မလွှဲချနိုင်မရဘူးအာဏာတွေယူထားတယ်ဆိုလို့ရှိရင်လုတ်ပိုင်ခွင့်တွေယူထားတယ်ဆိုလို့ရှိရင်တာဝန်ယူမှုတာဝန်ခံမှုတွေရှိတယ်ဆိုရင်တိုင်းပြည်ကိုနိုင်နိုင်နေနေအုပ်ချုပ်ပါ အားလုံးပဲ EBU လေးမှာတွေ့ရမှာကြောင်းရလေးကတော့ဘိုဂျိုဇော်မင်းထုံတော်မိသားစုကမွေးနေ့အတူတူပွဲယူပြုလုပ်ခဲ့တဲ့အချိန်မှာလူတွေတာတုခေါ်ကြမလဲဆိုပြီးတော့ဆရာကိုသိမ့်မြက်ကနေမေးလိုက်ဖြစ်ပါတယ်အားလုံးပဲဒီဗီဒီယိုကိုကြည့်ရသေးတယ်မျိုးတွေပြန်လည်းမျှဖို့ပြလိုက်ပါတဲ့သုံးသက်ချက်တွေရန်ကောင်းတဲ့အတွက်မျိုးတွေမကြည့်ရသေးရင်ကျွန်တော်တို့အားပေးတော်လို့ရပါတယ်ဒီဗီဒီယိုကိုကျွန်တော်ဘာလို့တင်တယ်လဲဆိုတော့စိတ်ထဲမှာတမျိုးကြီးခံစားရလို့ပါထူးထူးဆန်းဆန်းခံစားချက်တမျိုးဆိုပါတော့ဗျာခင်ဗျားတို့လည်းကြည့်မိရင်ကျွန်တော်တို့ပဲခံစားရမယ်ထင်လို့ မျှဝေပေးလိုက်တာပါ။အင်းခါတိုင်းကျွန်တော်ဗီဒီယိုတွေမှာသတင်းသမားတယောက်အနေနဲ့ကိုယ်ခန်းစားချက်တွေကိုဖိနှိပ်မျိုးသိပ်ပြီးတော့အချက်လက်အထောက်အထားတွေကိုသာဦးစားပေးပြီးတော့တင်ပြလေရှိပေမဲ့ဒီဗီဒီယိုမှာတော့သတင်းသမားတယောက်လို့မဟုတ်ဖက်နဲ့စာရေးဆရာတယောက်လို့ကိုယ်ခန်းစားချက်ကိုဖွင့်ဟတင်ပြလိုက်ပါတယ်။သူတို့အခုလိုအလူတန်းတွေလုံနေတဲ့ပုံကိုမြင်လိုက်ရတော့ဒီလူအဖွဲ့အစည်းရဲ့အလယ်မှာသူတို့ဘလို့စိတ်ထားနေများရက်တီနေထိုင်ကြပါလိမ့်လို့တွေးမိပါတယ်။ သူတို့စိတ်ထဲမှာရောဘလို့ခံစားချက်တွေများရှိနေကြပါလိမ့်လို့လဲတွေးမိပါတယ်သူတို့ပျော်ရွှင်ကြပါရဲ့လားသူတို့ပျော်ရွှင်အောင်ဘလို့နေထိုင်ကြပါလိမ့်လို့လဲတွေးမိပါတယ်သူသမီးရွယ်လူငယ်လေးပေါင်းအများအပြားအသက်တွေဆုံးရှုံးနေကြရတာဟာငါနဲ့ဘာမှမဆိုင်သူတို့တိုင်းနဲ့သူတို့ကံပဲလို့တကယ်ပဲသဘောထားပြီးတော့ပျော့ပျော့နေနိုင်ကြပါသလားဒီလူငယ်လေးတွေအသက် ဆုံးရှုံးကြရတာဟာသူတို့ကြောင့်မဟုတ်ဘူးလို့သူတို့တကယ်ပဲ ယုံကြည်နိုင်ကြပါရဲ့လားဒီလူငယ်လေးတွေမှာလဲအသက်တစ်ချောင်းငါသမီးမှာလဲအသက်တစ်ချောင်းလို့များသူတို့တွေးမှုကြပါရဲ့လားငါသမီးလေးကိုငါချစ်တယ်လို့သူတို့တားသမီးတွေကိုလည်းသူတို့မိဘတွေကချစ်ရှာကြမှာပဲလို့များသူတို့တွေးမှုကြပါရဲ့လားလက်နက်မဲ့တောင်းဆိုဆန္ဒပြကြတဲ့မြတ်တွယ်တွယ်ခိုင်တို့ကြားရှိတို့ရဲ့ကောင်းမှာတနက်ကြည်စံဖောက်သွားတော့ငါသမီးလေးကောင်းကိုများအဲ့ဒါလို့ကြည်စံဖောက်သွားခဲ့ရင် ငါရင်ထဲမှာဘလို့နေမလဲလို့တစ်ချိန်တစ်ခါလောက်များသူတို့ဆွေးစားကြည့်ဘူးကြပါရဲ့လားသူတို့သမီးလေးကိုတော့သူတို့ချစ်လိုက်ကြတာနာမည်ပေးထားတာတောင်မှ ရမုံမြင့်မြတ်တဲ့တော်တော်မြင့်မြတ်စီခြင်းတယ်ထင်ပါရဲ့ဗျာဖခင်ဖြစ်တဲ့ဘိုးချုပ်စော်မင်းထွန်းကိုယ်တိုင်ကရောမြင့်မြတ်တဲ့အလုပ်တွေလုပ်နေပါရဲ့လားအခြေခံ၅ပါးတီလာတွေကတပါးဖြစ်တဲ့မုသာဝါဒကိုတောင်ဘလောက်များထိမ့်သိမ်းနိုင်စွမ်းရှိပါသလဲအခုဘိုးချုပ်စော်မင်းထွန်းရဲ့မွေးနေ့အထိမ့်မှအဖြစ် တန်ဃာတွေကိုစွန့်ကပ်လူပူဇော်ဒါနပြုတဲ့အခါသူပြုတဲ့ကုသိုလ်အဖို့ဘာကကိုသူတို့တက်လို့ငငယ်ရွယ်ရွယ်နဲ့အသက်ဆုံးရှုံးသွားကြရတဲ့လူငယ်တွေအတွက်သတိရပြီးတော့အမြဝေလိုက်ကြပါသေးရဲ့လားတကယ်လို့သူတို့ကအမြဝေခဲ့ရင်ရောတာရုခေါ်မဲ့သူရောရှိမှရှိကြပါမလားတကယ်လို့များတေဆုံးသူလူငယ်တွေကကြားများကြားနိုင်ကြမယ်ဆိုလို့ရှိရင်တာရုခေါ်ကြပါမလားတေဆုံးသူလူငယ်တွေရဲ့မိဘဆွေမျိုးတငယ်ချင်းတွေကရောတာရုခေါ်ဆိုကြပါမလား အများပြည်သူတွေကရောအခုဗိုလ်ချုပ်စော်မင်းထွန်းတို့လှုပ်တဲ့အလှူကိုကြည့်ပြီးတော့ပါရုခေါ်ဆိုနိုင်ကြပါမလားကျွန်တော်ယင်ထဲမှာအကြိမ်ကြိမ်ခါခါပက်တင်ထပ်နေတဲ့မိကုံးကဘယ်သူတွေတာတုခေါ်မလဲဆိုတော့မိကုံးပါဗိုလ်ချုပ်စော်မင်းထွန်းကတမိနဲ့မယားဆုံဆုံလင်းလင်းဝက်ကောင်းဆလာတွေဝတ်ဆင်ပြီးတော့အလှူတန်းတွေလှုပ်နေတာကိုကွယ်လွန်သူလူငယ်တွေရဲ့မိခင်ဖခင်တွေမြင်လို့ရှိရင်ဘယ်လိုများခံစားကြရမလဲသူတို့ဘယ်လိုများတွေးမိကြမလဲဆိုတာကိုသိချင်မိပါတယ် စိတ်ထဲကနေလဲသူတို့အစားကြိတ်ပြီးတော့တွေးမိခံစားမိနေပါတယ်။သူများတွေအလူတန်းလုပ်နေတာကိုပီတိဖြစ်ရမယ်အစား။နာကျင်ခံစားမိတဲ့သူတွေဘယ်လောက်များရှိနေကြတယ်လဲဆိုတာကိုလည်းသိချင်မိပါတယ်။ဘုရားဘာသာဝင်တယောက်အနေနဲ့အခုလိုအလူတန်းလုပ်နေတဲ့အချိန်မှာရောငါဟာအခုတို့အများပြားလောက်ထားတဲ့လူတယောက်မဟုတ်ပါဘူးလို့သူတို့ကိုသူတို့ယုံကြည်စိတ်ချနိုင်ကြပါရဲ့လား။ဒီကြတာတခုကတော့ဇော်မဲလုံးအနေနဲ့ကလို့တွေးမှာမဟုတ်ပါဘူး။ဘာလို့လဲဆိုတော့ဇော်မဲလုံးတို့မင်းရောက်နိုင်လို့ဆိုတာခွေးစိတ်နဲ့ပဲတွားနေဖြစ်တဲ့အတွက် ပေးလို့ပဲလုပ်စရာရှိတာကိုလုပ်နေတယ်။ခေါင်းထဲမှာဘာမှရှိမဲ့ကောင်းနေမဟုတ်တာတော့အမှန်ပါပဲ။ဒါကြောင့်လဲပြည်သူတွေကအစွမ်းကုန်ကန်ထုတ်ဖို့စူးစမ်းနေကြတာဖြစ်ပါတယ်။ဒါမှမဟုတ်အဲ့ဒါတွေကိုမိမိပြပြဘာတိဘာသာပဲသဘောထားပြီးတော့သူ့ဘွားကြီးကိုအမှုမဲ့အမတ်မဲ့တွေးတောဆင်ခြင်မှုကင်းမဲ့ဆိုတာနဲ့သူတို့ရှင်တန်နေကြတာပါလား။ဝေးစိတ်ပဲရှိတဲ့ကောင်းနေကြီး။ပထမတစ်ယောက်ကမြတ်တော်တဲ့ခိုင်မှာဒုတိယတစ်ယောက်ကကြားရှိခေါ်ကျဲစင်မှာတတိယတစ်ယောက်ကဘုကျုပ်စော်မင်းထွန်းရဲ့တမီးရမုံမြင့်မြတ်ပါဒီမိန်းကလေးသုံးယောက်ကိုအခုလို့ ပုံချင်းရှင်ပြီးတော့တင်ပြလိုက်တော့ခင်ဗျားတို့ယင်ထဲမှာဘယ်လိုများခံစားကြရပါလဲပြုသူအစ်စ်ဖြစ်သူအဟောင်းလို့ဆိုပေမဲ့ဖြစ်ခဲ့သူခံခဲ့ရသူတွေအတွက်ဒီအဖြစ်အပျက်တွေဟာဟောင်းသွားပြီလားမေ့သွားပါပြီလားပြုလုပ်လိုက်ကြသူတွေကရောဒီအဖြစ်အပျက်တွေကိုသတိရကြပါသေးရဲ့လားကိုသမီးရဲ့နှစ်ဖူးလေးပါးလေးကို နန်းတဲ့အခါမှာသူတို့လက်ပြတန်းကြပါရဲ့လားသူတို့အနန်းနေကြောင့်သူတို့သမီးလေးရဲ့နှစ်ဖူးလေးပါးတွေမှာသွေးစွန့်သွားမှာကိုများမစိုးရင်ကြဘူးလား မြတ်တသက်ခိုင်ဟာအလှပဆုံးအပြည့်မှာခေါင်းထဲကိုကြည်စံဝင်ပြီးတော့အသက်ဆုံးရှုံးရပါတယ်။သူဟာတာမန်အလုပ်သမားလူတန်းစားရဲ့တာသမီတစ်ယောက်ပါ။ဆန္ဒပြပွဲကိုအဝေးတနေရာကမှတ်တိုင်ထဲမှာရက်ကြည့်နေခဲ့တာပါ။စနိုက်ပါတနက်သမားရဲ့ကြည်စံကဥကောင်းကိုတက်တက်ထိမှန်ပြီးတော့လဲကြအသိဆုံးသွားခဲ့ပါတယ်။အဲ့ဒီဗီဒီယိုကိုအခုပြန်ရှာကြည့်နိုင်ပါသေးတယ်။မြတ်တသက်ခိုင်ကိုသူတို့ပြစ်တတ်တာမဟုတ်ပါဘူးလို့ စစ်ကောင်စီဘက်ကနေပြီးတော့ညှင်းပြမှုပါတယ်။ဒါပေမဲ့နောက်ထပ်အများအပြားတည်တဲ့လူငယ်တွေထပ်ပြီးတော့ကျတော့ထွက်ပေါ်လာတဲ့အခါမှာဥကောင်းကိုတက်တက်ချိန်ပြီးတော့ကျတော့ပြစ်ဒဏ်ခံရတဲ့အများအပြားဖြစ်လာတဲ့အခါမှာတော့သူတို့ဆက်ပြီးတော့မညှင်းနိုင်ကြတော့ပါဘူး။ကြားရှိခေါ်ကျေစင်ဟာငိမ့်ချန်းစွာဆန္ဒပြရင်းနဲ့ပြစ်ခတ်တပ်ဖြတ်တာခံခဲ့ရတဲ့သူပါ။ဒီတော်တိုင်းမှာဆန္ဒပြတဲ့လူငယ်တွေဟာအလွန်ရဲစွမ်းတက်တည်ရှိကြပါတယ်။တနက်နဲ့ပြစ်နေတဲ့အချိန်မှတော့မှထွက်မပြေးဘဲနဲ့ဒိုင်းကလေးတွေနဲ့ ကြံ့ကြံ့ခံပြီးတော့ကာကွယ်နေခဲ့ကြတာပါအဲ့ဒါလိုဒိုင်းကလေးတွေနဲ့ဝင့်နေတဲ့လူငယ်လေးတွေကိုဘယ်သူတွေကဘလို့စိတ်ထားမျိုးနဲ့စီရင်ခဲ့ကြတယ်ဆိုတာမြန်မာပြည်သူလူထုကြီးသိကြပါတယ်အဲ့ဒါလိုတွေလုတ်ခဲ့ကြလို့သာလက်နက်ကင်တော်လန်ရေးဆိုတာဖြစ်လာတာပါသူကအသက်၁၈နှစ်မပြည့်သေးတဲ့စိတ်ကြောင်သာမောင်ခန့်ညာဟိမှာသူကအသက်၇နှစ်ပဲရှိသေးတဲ့ခလေးငယ်လေးပါသူ့ကို သူ့အဖေရင်ခွင်ထဲမှာပဲစစ်သားကတနက်နဲ့လှမ်းပြတ်တက်လိုက်တာပါသူကအသက်73နှစ်ပဲရှိသေးတဲ့ဆိုင်းဝေရမှာသူနေတဲ့မြေထားအင်ယာဝန်းထဲမှာကစားနေတော့စစ်တပ်ကအင်ယာဝန်းထဲထိဝင်လာပြီးတော့ဘောင်းမီတိုလေးနဲ့ကစားနေတဲ့ကလေးကိုပြစ်တက်သွားတာပါအများကြီးပါအများကြီးကြံပါသေးတယ်အများကြီးကြံနေတယ်ဆိုတာပြည်သူလူတွေလည်းသိပါတယ်ညီညီအောင်ထက်နိုင်တို့မြင်းကြံမှာနှာခေါင်းကိုတနက်နဲ့ တည့်ပြီးတော့ပြည့်အသက်ခံရတဲ့သူထုဆန်တို့မြင်းကြံမှာပြည့်အသက်ခံရတဲ့အသက်ဆလေးနဲ့သားပေါက်စီတို့နာမည်ကြီးရွတ်ပြမယ်ဆိုလို့ရှိရင်အများကြီးအများကြီးဆက်ပြီးတော့ရွတ်ပြလို့ရပါသေးတယ်။ဟောဒီမှာဒါကတော့စစ်တုံမှန်ဖြစ်သွားတဲ့ကလေးငယ်တယောက်ပါ။ "तू ကတနက်ကင်ဘူးရှင်လို့ဆိုပြီးတော့ပြူစောထီတဲ့ဝင်သွားတဲ့ကလေးပါ။တနက်ကင်ကဝါသနာပါလို့ပါ။တနက်ကင်ကဝါသနာပါလို့အတွက်ချိုးဝေအောင်လို့လှွှဲလောင်မှုတွေနဲ့ဝင်မိရပါဘူး။သူ့အဖေကိုပြူစောထီကပဲပြစ်တက်လိုက်ပါလေ။ပြစ်တက်တဲ့အကြောင်းကတော့ သူ sorry ရွာကနေထွက်ပြေးဖို့စူးစမ်းလို့ပါသူတို့မိသားစုတွေကတော့တာတာယာယာရှိကြပါပြီလေဗျာသူတို့ကတော့လှူနိုင်တန်းနိုင်ကြပါပြီတေးသွားတဲ့ကလေးငယ်တွေလူငယ်တွေရဲ့မိဘတွေကသူတို့အပေါ်မှာဘလို့ခံစားချက်မျိုးတွေများရှိမယ်လို့ထင်ကြပါတယ်လူငယ်တွေကဘာကြောင့်လက်နက်ကင်တော်လန်ရေးလုံနေကြတယ်ဆိုတာကိုနိုင်ငံရေးသိပ္ပံပညာနဲ့ရှင်းလင်းပြောဆိုပြဖို့ လိုပါသေးတလားလူငယ်တွေကဆွံ့နှွေးရေးဆိုတဲ့အတန်ကိုနားမခံနိုင်ကြပဲအမြင့်ဖြတ်ဖို့ zero sum game ကိုတွားဖို့ပြောနေကြတာဟာသဘောထားတင်းမာလွန်နေလို့ဆွံ့နိုင်မှသေးရလားဆွံ့နှွေးပြီဆိုလို့ရှိရင်တို့ဆက်ရှိနေအောင်မှာပါပဲတို့ဆက်ရှိနေရင်ကြားရှိတို့မြတ်တွဲတွဲခိုင်းတို့ခံရဟိုင်းတို့စိုင်းဝေရန်တို့တူထူးဆန်တို့လိုအဖြစ်တွေနောက်နောက်မှာဘယ်တော့မှမဖြစ်တော့ပါဘူးလို့ဘယ်သူကများအာမခံရရမှာပါလဲ။ အကယ်၍စစ်ကောင်းဆောင်တွေကနောက်မလုတော့ပါဘူးလို့အာမခံခဲ့ရင်ရောဘသူတွေကများယုံကြည်နိုင်ကြမှာပါလဲဘူချိုဆောင်မင်းထွန်းရဲ့မွေးနေ့ပွဲအလှူကိုကြည့်ပြီးတော့ခန်းစားတွေ့တော့ရင်မျက်မှောက်နိုင်ငံရေးပြဿနာတွေအထိခီးစံသွားလို့ရပါတယ်သူတို့ကိုပြည်သူလူထုအများစုကြီးကမုန်းနေတယ်ဆိုတာကိုသူတို့မသိပဲနေပါမလားဗျာမသိချင်လို့မရပါဘူးသူတို့သိပါတယ်အဲ့ဒါလို့လူအမြောက်များကမုန်းတိတာကိုခံနေရတဲ့ပုံမှာသူတို့ဘလို့စိတ်ထားနေများတတရရဖြစ်နေကြတာပါလေ့ တို့နဲ့ဘဝတူလူနည်းစုလေးကတို့လိုပြုံးပြောနေကြတာကိုကြည့်ပြီးတော့တို့အဝိုင်းအဝန်းလေးရှိနေလို့တို့လိုလူတွေရှိနေလို့သာတို့ဟာအနှိဋ္ဌာယုံမြင်ကွင်းတွေကိုမေ့ဖြောက်ထားနိုင်တာပျော်ပါးနေနိုင်တာဖြစ်ပါလိမ့်မယ်။ဘုချုပ်စော်မင်းတို့ကအခုလိုမျိုးလုံးလေးမှိတ်ပြီးတော့အာယုံပြုတ်နေတာကိုမြင်ရတော့စိတ်ထဲမှာကြီးညိုတရာများပွားများလာကြပါသလား။ဖုံးတော်ကြီးတွေနဲ့အလူတန်းပြုစွန့်ကပ်လူနေတဲ့ဒီလိုမြင်ကွင်းမျိုးတွေကိုမြင်ရတာကိုယ်တိုင်လဲဗုဒ္ဓဘာသာမိသားစုကနေဆင့်သက်လာတဲ့ကျွန်တော်အနေနဲ့ တာယာကြည်နူးပီတိဖြစ်တဲ့ခံစားချက်မျိုးပဲထွက်ပေါ်လာဖို့ကောင်းတယ်လို့တွေးကြရှိတာပေါ့ဗျာဒါပေမဲ့အကုသို့များတယ်လို့ပြောရင်လည်းခံရမှာပါပဲကျွန်တော်စိတ်ထဲမှာတော့စန့်ကျင်ဘက်ခံစားမှုမျိုးသာထွက်ပေါ်လာပါတယ်သူတို့မျက်နာကိုမြင်လိုက်တာနဲ့စိတ်ထဲမှာဖြက်ကနေဖြက်ကနေပေါ်လာတာတွေကညတ်တတ်ခိုင်လဲကြသွားတဲ့မြင်ကွင်းကြားစီပြေးလာတဲ့မြင်ကွင်းခညာဟင်းကိုဒိုင်းကလေးအောက်ကနေပြီးတော့ဆွဲထုတ်ယူရတဲ့မြင်ကွင်းဆိုင်းဝင်ရရဲ့ရုပ်လောင်းကိုကားပေါ်ဆွဲတင်သွားတဲ့မြင်ကွင်းဒီလိုမြင်ကွင်းတွေဟာစိတ်ပုံတွေထဲမှာ တစ်ခုပြီးတစ်ခုအစီအကြီးပေါ်လာပါတယ်အဲ့လိုပေါ်လာတာဟာသူတို့အာကုတ္တလာကျွန်တော်အာကုတ္တလာခွဲခြားရတာတောင်မှတော်တော်ခက်ပါတယ်အလူတန်းကိုလက်ခံကြတဲ့တန်ဃာတော်တွေတောင်မှစိတ်တန့်ကြပါရဲ့လားငါတို့ကိုကတ်တဲ့စွန်းဟာသွေးနဲ့နေဖက်ထားလေသလားလို့တန်ဖရာဝင်ပြီးတဲ့တန်ဃာတွေများပါရှိနေလေမလားဒီလိုလှူလာတန်းတာကိုလက်ခံတဲ့အတွက်ပြည်သူတွေကငါတို့ကိုပါများညှို့ညင်းလေမလားဆိုပြီးတော့စိုးနှောင့်ပြပါများမဖြစ်ဘဲ နေနိုင်ကြပါရဲ့လားအားလုံးပဲဒီဗီဒီယိုတောင်းတဲ့ပဲဆုံးသက်လိုက်ပါတယ်ဒါကတော့သူကျုပ်စောမင်းတို့စစ်ခွေးစစ်ရှုံးဘုံမင်းစောမင်းထုံးပေါ့ဗျာဘုံမဲလုံးပေါ့ရဲ့ဝီးနေတယ်ဗျာအဲဒါလေးကိုတော့ညကုသိမြက်ကနေပြီးတော့သုံးသက်တင်ပြပြသွားဖြစ်ပါတယ်မျိုးနေနေရောဘယ်လိုမျိုးခံစားမိလဲဆိုတာကိုပြောခဲ့လို့ရပါတယ်ဟုတ်ကဲ့ပြီးပါမယ်ပြေကြပါမယ်ဒီဗီဒီယိုတောင်းတဲ့ပဲဆုံးသက်လိုက်ပါတယ်ဒါနဲ့ကိုကျတဲ့ဘလူးရင်း channel လေးကို like and subscribe လုပ်လို့ like and subscribe ဘေးကကလုံးနေတာချင်းပြတ်လာသမျှတဲ့ရင်းနေနဲ့ဗီဒီယိုတွေအားလုံးကိုကြည့်ရှုကြရဖြစ်တဲ့အတွက်မျိုးတွေအားလုံးပဲနောက်ထပ်ပြီးပါမယ်လည်းဆုံးပြေကြပါမယ်